တရားနှလုံးကျင့်သုံးရင်းနဲ့အပန်းဖြေနေတဲ့အချိန်မှာရှင်နုဒ္ဒရာရဲ့တန်တဘာအလွန်မှမြင့်မားတဲ့အတွေးခုနှစ်မျိုးပေါ်လာတယ်တဲ့။နံပါတ်၁သူဘာတွေးမိတုံးဆိုတော့အပိစ္ဆတာယံဓမ္မောနာယံဓမ္မောမဟိစ္ဆတာအယံဓမ္မောဟောဒီသူတော်ကောင်းတရားဟာဒီလောကုတ္တရာတရားဟာအပိစ္ဆတာအလိုနေတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှားတယ်ရင်ပြည့်စုံနိုင်တာတဲ့။ဒီလောကုတ္တရာတရားခုဘုံဘုံတို့တရားဓမ္မတွေ နော်လိုချင်တဲ့စိတ်ရချင်တဲ့စိတ်နဲ့နော်မြင်မာတဲ့ဆန္ဒနဲ့ရအောင်ကြိုးစားနေတယ်ရည်ရွယ်ချက်ကပါတော့မဲ့ညာဖို့ညာနိဗ္ဗာန်ကိုရဖို့ပေါ့နော်ဟောဒီလောကတရာတရား၉ပါးလို့ဆိုတဲ့ဒီသူတော်ကောင်းတရားဟာအလိုနည်းတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်မှသာလျှင်ပြည့်စုံနိုင်တာနာယံဓမ္မမဟိသတ္တအလိုကြီးတဲ့ပုဂ္ဂိုလ်တွေအလိုဆန္ဒတွေတိတ်များလွန်းတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်မှမပြည့်စုံနိုင်ဘူးတဲ့ ဒါသူ့အလိုလျောက်သူ့ရဲ့စိတ်ထဲမှာထင်လာတဲ့အတွေးတွေပေါ့ဟုတ်လားအဲ့ဒါဘုံဘုံတို့တရားရဲ့နောက်ပိုင်းမှာမြတ်စွာဘုရားကအလိုနေတယ်ဆိုတာတော့ဘယ်လောက်ထိနေရမှာတုန်းဘလိုနေရမှာတုန်းဆိုတာကိုယန်းနေကိုအသေးစိတ်ဟောပြတာပါလာလိမ့်မယ်အဲ့ဒီကြတော့မှတလုံးချင်းရဲ့အတိပဲကိုအကျေပြောမယ်နော်အခုအရှင်မြတ်စဉ်းစားတာကိုအစီအစဉ်တကြမှတ်ရမယ်ဟုတ်လားနံပါတ်1သူပါစဉ်းစားတာတော့ဒီလောကုတ္တရာတရား၉ပါးလို့ဆိုရဲဒီသူတော်ကောင်းတရားဟာ အလိုနည်းတဲ့ပုံကိုယ်ရရဲ့တန်တမှသာလင်ပြည့်စုံနိုင်တာအလိုကြီးတဲ့ပုံကိုယ်ရရဲ့တန်တမှအပြည့်စုံနိုင်ဘူးလို့သူစဉ်းစားတယ်။နောက်နံပါတ်1သူပါစဉ်းစားတော့တန်တုဋ္ထတာယံဓမ္မောနာယံဓမ္မောအတန်တုဋ္ထတာဟောဒီသူတော်ကောင်းတရားဟာတဲ့။ရောင်ရဲတင်းတိမ်မှုရှိတဲ့ပုံကိုယ်ရရဲ့တန်တမှသာလင်ပြည့်စုံနိုင်တာ။မရောင်ရဲမတင်းတိမ်နိုင်တဲ့ပုံကိုယ်ရရဲ့တန်တမှဒီသူတော်ကောင်းတရားဟာမပြည့်စုံနိုင်ဘူး တန်တုတ်ထိဆိုတာကြားဘူးလေနော်တန်တုတ်ထိဆိုတာဘာလို့ရောင်ရဲတာတန်တုတ်ထိဆိုတာတတုတ်ထိတဆိုတာကိုယ်မှာဖြစ်နေတဲ့အရာကိုယ်မှာရှိနေတဲ့အရာနဲ့တုတ်ထိနှစ်သက်နိုင်တာကျင်းသက်နိုင်တာဟုတ်လားကိုယ်မှာဖြစ်နေတဲ့အခြေအနေကိုယ်မှာရထားတဲ့အနေဒါဒါတွေကိုစိတ်ထဲကမကြည်မနှက်မဖြစ်ဘူးနော်ရနေတာဖြစ်နေတာနဲ့စိတ်ကမဖြစ်တော့ကျင်းသက်တယ်နှစ်သက်တယ် ရောင်ရဲတဲ့သဘောပေါ့နော်အဲ့ဒီရောင်ရဲတဲ့သဘောရှိတဲ့ပုံကိုယ်ရရဲ့တန်တမတာလည်းသူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာတဲ့မရောင်ရဲမတင်းတိမ်နိုင်တဲ့ပုံကိုယ်ရရဲ့တန်တမသူတော်ကောင်းတရားပြည့်စုံနိုင်မို့လို့သူစဉ်းစားလေတဲ့နောက်နံပါတ်3ပါစဉ်းစားတော့ပါဝိဝိတ္တတာယံဓမ္မောနာယံဓမ္မောသင်္ကတိကာရမတ္တအယံဓမ္မောဟောဒီသူတော်ကောင်းတရားဟာပါဝိဝိတ္တတနော်စိတ်ငြိမ်မှုမှာပျော်မွေ့တဲ့ပုံကိုယ်ရရဲ့တန်တမတာနဲ့ပြည့်စုံနိုင်တယ်တဲ့ နာယံဓမ္မသင်္ကနိကာရမတ္တအပေါင်းဖော်ရင်းနဲ့မွေလျော်နှိမ့်ချိုက်ပျော်ပိုက်နေကြတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တမာဒီသူတော်ကောင်းတရားဟာမပြည့်စုံနိုင်ဘူးတဲ့သူတော်ကောင်းတရားကိုရကျင်တယ်ဆိုလို့ရှိရင်လိုအပ်တဲ့အရည်အသွေးလို့ဒီလိုလေးနားလည်မှုနဲ့နာယူကြရမယ်ဟုတ်လားသူတော်ကောင်းတရားနဲ့ပြည့်စုံခြင်းနဲ့ဆိုရင်စိတ်ငြိမ်မှုမှပျော်မွေ့တဲ့စိတ်ရှိရမယ်နော်တယောက်တည်းပျော်တာနော်တစ်စိတ်တည်းထားနိုင်တာ ဝိဝေကတရား၃ပါးရှိတယ်လို့ပေးတယ်လို့ကြားဖို့တယ်မို့လားနော်ကာယဝိဝေကစိတ်တဝိဝေကဥပတိဝိဝေကဟုတ်လားကာယဝိဝေကဆိုတာတကိုယ်ရင်းနေတာကိုပြောတာစိတ်တဝိဝေကဆိုတာတစိတ်သေးထားတာကိုပြောတာနော်ကာယဝိဝေကကပဂတိအပေါင်းဖော်ကိုခွာတယ်စိတ်တဝိဝေကကကိလေသာတည်းဟူသောအပေါင်းဖော်ကိုရှောင်ခွာတာလေဥပတိဝိဝေကဆိုတာ သင်္ခါရတရားအလုံးစိတ်သုံးရန်နိဗ္ဗာန်ကိုပြောတာတဲ့ဟုတ်လားခုဒီမှာရှင်မြတ်ကစဉ်းစားတာဒီသူတော်ကောင်းတရားဟာစိတ်ငြိမ်မှုမှာပျော်မွေ့တဲ့ပုဂ္ဂိုလ်တယောက်တည်းနေတာကိုပျော်တဲ့ပုဂ္ဂိုလ်တစိတ်တည်းရှိနေတာကိုပျော်တဲ့ပုဂ္ဂိုလ်ဒီလိုစိတ်ငြိမ်မှုမှာပျော်တဲ့ပုဂ္ဂိုလ်တို့သာလျှင်ဒီသူတော်ကောင်းတရားဟာပြည့်စုံနိုင်တာအပေါင်းအဖော်တွေတယုံယုံနဲ့ရှုပ်ထွေးဆူးညံနေတဲ့နေရာမှာပျော်မွေ့တဲ့ပုဂ္ဂိုလ်တွေဒီသူတော်ကောင်းတရားနဲ့ပြည့်စုံနိုင်မှုလို့သူစဉ်းစားနေတယ်။သုံးခုမြောက်ရှိနော်။ နောက်လေးခုမြောက်ပါပြောတော့အာရထဝရိယတာယံဓမ္မောနာယံဓမ္မောကုတိတတံအယံဓမ္မောဟောဒီသူတော်ကောင်းတရားဟာအာရထဝရိယတာထက်တန်နဲ့ပြင်းထန်တဲ့လုံလဝရိယရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်မှတာနဲ့ပြည့်စုံနိုင်တာနာယံဓမ္မောကုတိတတံပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်မှာဒီသူတော်ကောင်းတရားဟာမပြည့်စုံနိုင်ဘူးတဲ့ကြိုးစားအားထုတ်မှုလုံလဝရိယနဲ့ပြည့်စုံမှတာနဲ့သူတော်ကောင်းတရားဟာပြည့်စုံနိုင်တာ ဒါကြိုးစားအထုံးမှုလုံလာဝရိယနဲ့ပြည့်စုံရမယ်ဆိုတာဘလို့နေသားမျိုးကိုပြောတာလဲဆိုတာကိုနောက်ပိုင်းမှာလာလိမ့်မယ်နော်လောလောဆယ်တော့ဒီလောက်ပဲမှတ်ခဲ့ရမယ်ဟုတ်လားနောက်ဘုဖုံတို့၅ခုမြောက်သူဘာတွေးကြံဩဥပတိတတတိတယံဓမ္မောနာယံဓမ္မောမုဋ္ဌတတိတံအယံဓမ္မောဒီသူတော်ကောင်းတရားတည်ဥပတိတတတိတံထင်သောတတိရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမှတာလည်းပြည့်စုံနိုင်တယ်ထင်သောတတိရှိတယ်ဆိုတာ ကိုယ်ခန္ဓာကိုယ်ပေါ်မှာသတိရှိနေတာကိုပြောတာเนาะအခုယောဂီတို့ကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်ပါပဲเนาะရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်နာမ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်ဘာဖြစ်နေတယ်ဖြစ်နေတာရဲ့ပုံမှာအမှန်သိပြီးတော့နေတာအဲ့ဒါကိုထင်တဲ့သတိရှိတယ်သတိတွေထင်ရှားနေတယ်ပေါ့ဆိုလိုတာကဘယ်ပုံမှာသတိကထားတာတုံးဆိုတော့ကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတစ်မျိုးမျိုးရဲ့ပုံမှာသတိထားတာ အဲ့လိုသတိထင်ရှားစွာရှိနေတဲ့ပုံကိုယ်ရဲ့တန်တန်မှတန်နဲ့သူတော်ကောင်းတရားဆိုတာပြည့်စုံနိုင်တာ။နာယန္တမမုဋ္ဌတတိတံသတိလွတ်ပြီးတော့နေကြတဲ့ပုံကိုယ်ရဲ့မိမိရောရောပေါ့ပေါ့ဆတ်ဆတ်နေကြတဲ့ပုံကိုယ်ရဲ့တန်တန်မှသူတော်ကောင်းတရားအပြည့်စုံနိုင်မှာဘူးတဲ့။ဒါသူ၅ခုမြောက်သူ့ရဲ့အတွေ့ပေါ့နော်။နောက်၆ခုမြောက်သူပါတွေ့တော့။တမာဟိတတယံဓမ္မောနာယန္တမောအတမာဟိတတံအယံဓမ္မောဟောဒီသူတော်ကောင်းတရားဟာတမာဟိတတံ တည်ငြိမ်တဲ့တမာရီရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တမလာနဲ့ပြည့်စုံနိုင်တာနာယံဓမ္မအတ္တမဟိတတမတည်ငြိမ်တဲ့ပြောက်ပြက်ခတ်နေတဲ့လွင်မျောနေတဲ့စိတ်ရှိကြတဲ့ပုဂ္ဂိုလ်ရဲ့တန်တမဒီသူတော်ကောင်းတရားဟာအပြည့်စုံနိုင်မှုတဲ့ဒါသူ့ရဲ့၆ခုမြောက်အတွေ့နားလည်ရနော်နောက်ခုနှစ်ခုမြောက်နောက်ဆုံးသူပါတွေ့တော့ပညာဝတ္တောအယံဓမ္မနာယံဓမ္မဒုပ္ပိညတအယံဓမ္မဒီသူတော်ကောင်းတရားဆိုတာ ြညာဝတ္တောဉာဏ်ပညာနဲ့ပြည့်စုံကြတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှသာလည်းပြည့်စုံနိုင်တာနာယံဓမ္မဒုပညတဒုပညတအတိဉာဏ်ပညာမရှိကြတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှမပြည့်စုံနိုင်ဘူးတဲ့ဘယ်နှမျိုးတူ